ရှိရ3လ2025ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာကြောက်မက်ဖွယ်ရာကောင်းတဲ့ငလီကြီးလှုပ်ခတ်သွားပါတယ်အဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေအသက်တွေပေးလိုက်ရပါခင်ဗျာအသက်ပေးလိုက်ရတဲ့ပြည်သူတွေနဲ့မိသားစုဝင်တွေကျွန်တော်ညီကိုမောင်နှမတွေရွှေမျိုးသားချင်းတွေနဲ့အတူကျွန်တော်တို့တွေကလည်း ထပ်တူဝမ်းနဲ့ကြည်ကွဲရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကြီးမားတဲ့ငလျင်ကြီးကြောင့်တည်ဆုံးသွားတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့ထပ်တူထပ်မြောက်ဝမ်းနဲ့ကြည်ကွဲရပါတယ်ကြံရှိခဲ့တဲ့ပြည်သူတွေအတွက်ကျွန်တော်တို့တွေအားလုံးဖိမကြမယ်ကုညီကြမယ်ရိုင်းမင်းကြစာနာစိတ်တွေထားရမယ်လက်တွဲကူညီရမယ် 必读嘛，必读文学。